အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်းနဲ့ရောက်ရှိခဲ့တဲ့နေရာဒေသမှာတွေ့ခဲ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှော်ရတဲ့အစီအစဉ်ဖြစ်ပါတယ်အခုဒီစီဇန်မှာကတော့ကျွန်တော်တို့မြန်မာနှစ်စန်းတရနေ့ဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့ဖူးမြော်ခဲ့တဲ့ တောင်ကြီးဆူလာမုနီဇေဂီတော်မြတ်နဲ့ကျွန်တော်တို့ဒီရန်ကုန်ရွှေဘုံဇေဂီတော်မြတ်ကြီးရဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးသွားမယ့်စီဇန်ဖြစ်ပါတယ်ဗျမြန်မာနှစ်ဦးမှာကုသိုလ်ကောင်းမှု စိတ်ကြည်နူးစရာရရှိနိုင်မှုအတွက်မျှဝေခြင်းဖြစ်ပါတယ်ဗျ။ ကဲဒါကတော့ကျွန်တော်တို့တောင်ကြီးမြို့မှာရှိတဲ့ဆူလွန်ဆူလာမုနီအီလောကချမ်းသာစီရီတော်မြတ်ရဲ့မြင့်ကွင်းနေဖြစ်ပါတယ်ဗျအခုအသက်လာရဒါကဒီစီရီတော်ရဲ့ရှေ့မှာရှိတဲ့ဘာပေါ့ view point လို့ပြောရင်လည်းရတယ်အနားယူစရာဇယက်လို့တုံရင်လည်းရတဲ့နေရာပါဗျ သူကဒီမှာအော်ဖျားမရောက်လို့ရှိရင်ဖျားမခုခင်မှာပဲဖြစ်ဖြစ်ဖျားပူပြီးသွားရင်ပဲဖြစ်ဖြစ်အခုဒီလိုအနားယူလို့ရတဲ့နေရာလေးရှိပါတယ်နွေကာလဖြစ်တဲ့အတွက်တောင်ကြီးမှာကတော့စိန်ပန်းပြာတွေရဲ့အလှပကိုတွေ့မြင်ခွင့်ရတဲ့အချိန်ဖြစ်ပါလေဗျဒါကဖျားစည်းတယ်မို့ဘိုးမကစည်းတော်မြတ်လောကဆူလာမုနီလောကချန္တာစည်းတော်မြတ်ဖြစ်ပါတယ် ဒါကအစင်းလမ်းမြဒီအစင်းလမ်းကနေဆိုလို့ရှိရင်ဟိုးမှာကဒါကပြည်တော်စုလမ်းမကြီးဟိုမှာတွေ့ရတာကလေအောင်စီအောင်မဒီလိုမျိုးရင်ခွင်းလေးကသူကအဲ့ဒီဟိုးမှာကားတွေသွားနေရအဲ့ဒါပြည်တော်စုလမ်းမကြီးသူကဟိုဘက်ကိုသွားလို့ရှိရင်ခိုးပုံးပေါ့ဟိုဘက် တောင်ကြီးမြို့တွေကနေထွက်လာပြီးတော့ဒါဟိုဘုံမဲ့သွားတယ်လဲအခုဒါကတော့ကျွန်တော်တို့ရင်ပြင်တော်ပေါ်မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျဒီဘက်လေးကဒီနေရာလေးကကြတော့သူက အခုဒီဒီလိုမျိုးဒါကိုပြည့်တန်လို့ခေါ်မထင်နဲ့အဲ့လိုတန်သွားနေ့လည်ပဲလဲကြားနေရတယ်ဒါကကြတော့တကယ်ကိုပဲဟိုမှပြလမ်းလျှောက်ပြီးတက်ချင်တယ်တကယ်ဟိုတော်လန်းဆက်ဆက်ပုံစံလေးနဲ့အဲ့လိုမျိုးအပြည့်ဝရတာလိုချင်တယ်ဆိုလို့ရှိရင်ဒီလမ်းလေးကနေတက်လို့ရတယ်ဗျအဲ့ဒီတက်လန်းကကျွန်တော်တို့ဒီပြောင်းစုလမ်းမကြီးပေါ်မှာလည်းရှိတယ်မအူးလေးနဲ့တက်လို့ရတဲ့လမ်းလေးဥပမာကမအူးကြီးနဲ့ကားတွေအတက်အဆင်းလောက်တဲ့လမ်းဒါကတော့လုံးဝချေချင်းတက်ချင်တဲ့လူတွေအတွက်တီးကြလမ်းလေးပါရှင်ပြေပေါ်မှာကတော့ကြည်လင်နေတဲ့ရာသီဥတုရေအခုနတို့ရဲ့ တောင်ကြီးရဲ့တင်ဂီတာဖြစ်တဲ့စိန်မန်းပြရရဲ့နဲ့ဆိုတော့အာជីနူးဝယ်မြင်ကွင်းပေါ့ပြေရကုသူယူနေကြတဲ့ဖွဲ့ဖြစ်ပါလေကြဒီမြင်ကလေးကဒါကျွန်တော်တို့ငလျင်လှုပ်ပြီးစ ငလျင်လှုပ်ပြီးတဲ့ကာလတစ်ချက်မကြသေးခင်ကြားထဲမှာတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျ။ငလင်မှာတော့ဒီစီရောမျက်ကြီးနဲ့ပတ်သက်လို့တခုမှအဲထိခိုက်မှုမရှိခဲ့ဘူးလို့ဝန်သားစွာကြားသိရပါတယ်။ဒီမြင်ကွင်းလေးကခုနမြင်ကွင်းလေးကသဘောကျလို့ဒီစီရောကညံတော်အဖြစ်တရားရှစ်တောင်းတရားရှစ်ပေရှိတဲ့စီရောမျက်ဖြစ်ပါတယ်။အနန္နာဖျားရဲ့မူရင်းပုံစံအတိုင်းပြုလုပ်ထားတာပါ။ ညောင်းနိုင်ငံသူနိုင်ငံသားတွေအတွက်ကိုငလျင်ဘေးနဲ့တင်းတဲ့ဒေသတွေအတွက်ပါကျွန်တော်တို့ပဋ္ဌာန်းဒေသနာလေးရုပ်ဖတ်ပူဇော်ခဲ့ပါတယ်တခါတော့ဇီရီရောရဲ့အတွင်းလှိုင်ပတ်လမ်းမှာတွေ့ရတဲ့မြေခွင်းချို့ပါဗျဒီမှာတော့ကျွန်တော်ဇီရီရောနဲ့ပတ်သက်လို့အသေးစိတ်ပြန်လည်မျှဝေခြင်းမပြုတော့ပါဘူးဒါနဲ့ပတ်သက်လို့ကျွန်တော်မျှဝေဘူးပါ ကျွန်တော်တို့ရွတ်ဖက်ခဲ့တဲ့ကုသိုလ်ရောလှူဒန်းခဲ့တဲ့ကုသိုလ်ရောစောင့်တည်ခဲ့တဲ့တီလာကုသိုလ်ရောအားလုံးအတွက်ကိုကျွန်တော်တို့ငလျင်ဘေးတဲ့အကြောင်းအာသက်ဆုံးပါခဲ့ရသူတွေအပါအဝင်အမြတမ်းပေးဝေခဲ့ပါတယ်ဗျဒါကကြတော့ဇေယျတို့မှာလုပ်ပေးထားတဲ့တောင်ချွန်းဘက် view point လေးဖြစ်ပါတယ်ဗျ။ အော်ဒီရှက်မြည်နေကဇီရောတဆူဖြစ်တဲ့အားလျော်စွာဖျားဖူးတဲ့အပြင်ကိုဒီတဘာဝရှုခင်းလေးတွေကြည်နေစိတ်ကြည်နေလန်းဆန်းစေနိုင်ဖို့အတွက်ပြုလုပ်ထားတဲ့နေရာလေးတွေဖြစ်ပါတယ်ဟုတ်လားလေလို့ ခုကဒီမှာကတော့ကျွန်တော်တို့ဒီဟိုပါဗောအာရှင်ပြူတခုလှည့်လည်လာတာတွေ့ရပါတယ်ဟိုဒီနေရာမှာကျွန်တော်တို့ကဟိုသူတို့ရဲ့ဒလီထုံးတန်းလေးချစ်ဖို့ကောင်းပါတယ်ပြိုပို့ရှင်ဖို့ဆိုတာတဲ့အလှူတန်းနဲ့ဒါသူဒလီယူရတိုင်းဒါသူတီဝိုင်းလေးပါတယ်ဒီလောက်ပဲသဘောကျကြပါ ိုဒီဘက်ကတိုင်းရင်းသားတွေကဟိုဒါကျွန်တော်တို့တွေကဒီဘက်ဒေသကိုထိထိဝင်ရောက်နေလို့ဆိုတော့ကောင်းကောင်းသိပါတယ်အာလူရဲရရှိလူရဲနဲ့ပြီးသွားလို့ရှိရင်အခြားတကူခုညီရရှိခုညီတယ်သူတို့လည်းအတန်းနိုင်ရောစိတ်ကိုအေးချမ်းအောင်နေကြတယ်ဆိုတော့ဒီဘက်ဒေသကရာသီဥတုရောလူရဲစိတ်သဘောထားအရောအင်မတန်အေးချမ်းတဲ့ဒေသဖြစ်ပါတယ်ဗျာ ျွန်တော်တို့အခုနဟိုဒီဒီဗာလဲအနားယူတဲ့နေရာလေးပေါ့ဇေယက်လာအဲ့လိုနေရာလေးကနေပြီးတော့ကြည့်လို့ရှိရင်အခုနတောင်ချွန်းပေါ့ဟို view point လေးရှိတဲ့ဘက်ကိုဒီလိုမျိုးမြင်ရတယ်ဗျတစီတော့ဒီဘက်ကနေလှမ်းချင်ရင်အခုဒီလိုမျိုးဖူးမြော်ရတာပေါ့နောက်မှာကတောင်ချွန်းရှိတယ်ဒါကတော့ကျွန်တော်တို့ဆောင်းတန်းကဟိုပါပေါ့ ဖင်ဖျားဈေးတယ်ဖျားဈေးဆိုင်လေးတွေကဆိုင်ကန်းလေးတွေမြင်ကွင်းနေပြဒါဟွာထွက်ပတ်โอเคအခုတောင်ကတော့ကျွန်တော်တို့လေးစုတပ်ပုံရွှေကုန်းစည်းတော့မြက်ကြီးရဲ့ဒါကြတော့ဘာခေါ်မလဲမြောက်ဖက်မဟုတ်လို့ခေါ်ပါဘောနော်သူစိတ်ကမဟုတ်ဖက်မြင်ကွင်းဖြစ်ပါတယ်ဗျခုရှိမှရှိတဲ့သူစိတ်ကအိမ်ကနေတက်လို့ရှိရင်ဒါကျွန်တော်တက်လေကနေတက်လာလို့ရှိရင်ဒါတွေ့ရမယ်မြင်ကွင်းဖြစ်ပါတယ် ကျွန်တော်တို့ဟိုပါဟိုဘယ်လိုပြောရမလဲဒါကဆိုလို့ရှိရင်အခုဒါကျွန်တော်တို့တကြံအချိုနေပေါ့တကြံအချိုနေမြင်ကွင်းဖြစ်ပါတယ်အော်တကြံကာလာတွင်းမှာလည်းဖျားဘလာပြီးကုသပြုကြတဲ့သူတွေဒီလိုရှိနေပါတယ်တိုးတော်လည်းမိုးကရွာသွန်းနေတဲ့အတွက်တော့အနှဲငယ်လေးတော့ဟိုဆွ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 လေးတော့ဖျားမှရှိနေတာပေါ့တိုးတော်လည်းတစ်ဖက်ကြည့်ရင်တော့ဒါအေဂျင့်နဲ့ရာသီဥတုဖြစ်တာပေါ့ဟိုပြည့်ရတဲ့စသွားပြီးဖြစ်တဲ့အတွက်လည်းခုနလိုရဟန်းငယ်ရှင်ပြူတွေကတော့ဒီပုံမှာဒါအတော်များများကိုတွေ့နေရပါတယ်ဗျာ ဒါတော့အောင်မြင်နေရဖြစ်ပါတယ်ဟိုကျွန်တော်တို့ဒါကလေဟိုဒီဗမာနှစ်ဆန်းမြန်မာနှစ်ဆန်းတည့်ရက်နေပေါ့မြန်မာနှစ်ဆန်းတည့်ရက်နေမှာကျွန်တော်တို့ဟိုဒီမြင်ကွင်းလေးတွေကိုကြည့်ပြီးတော့ဟိုဗမာပြပြအတိုင်းအတာတစ်ခုဒီစိတ်ညစ်ညူးနေကြရတယ်အပူပင်ကြောင်ကြတော့ကတွေဖြစ်ရတယ်တွေ့ကြုံကြရတယ်ဆိုတော့ဒီမြင်ကွင်းလေးတွေကြောင်းမလို့ဟိုစိတ်ခက်တာခဏအာအေဂျင်သွားလို့ရှိရင်ကိုပဲဒါကျွန်တော်တို့ကုသိုလ်ရတာပေါ့ တကားအခုနလှည့်ပြီးသွားတဲ့တစ်ဖွဲ့ဒါပြန်ပြီးတော့ဆင်ပြီးတော့ပြန်ထွက်တော့မှာအခုနတစ်ဖွဲ့အခုတစ်ဖွဲ့ဆိုနှစ်ဖွဲ့ရှိသွားပြီဟိုအကြောင်းကြောင်းကြောင်းအကယ်လို့ဖရားပါညာသွားဖို့ကော့ကူအချီနေမပေးလို့မရောက်ဖြစ်တဲ့သူတွေဖို့လဲဒီမြန်မာ21ရက်နေ့လီမှာဖရားအလေးအချို့ဖူးပြစ်သွားအောင်မျှဝေတာဖြစ်ပါတယ် ပြည့်ရမှာဖတ်ဖို့ဟုတ်ပါဘူး။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 ဟုတ်မှာနောက်မှာတစ်ဖွဲ့တင်နေမှာဖလားနေဟုတ်တယ်ဒါချင်းကြီးနောက်နောက်တစ်ဖွဲ့ကျွန်တော်တို့ဟိုအချင်းချင်းပြောခဲ့ဘူးတလို့ပါပဲ ုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့နောင်တန်နေရာအတွက်အထောက်ပံ့ဖြစ်မဲ့အလူမျိုးတွေဖြစ်လို့ကြတယ်အဲ့လိုပဲလက်တလုံးပြစ်စက်ကအချိန်တွေမှာ တွေ့ကြုံကြတဲ့အချိန်တွေတွေ့ဒီအတွက်လည်းကျွန်တော်တို့အာတတ်နိုင်သမျှထောက်ပံ့လှူဒန်းကြမယ်ဆိုတော့လှူဒန်းတယ်ဆိုတာကတော့ဘုရားဘာသာဝင်ဖြစ်တဲ့အတွက်ပြစ်စုံပံအောင်တန်တရာအောင်နှစ်ဖြာလုံးအတွက်ထည့်သွင်းစဉ်းစားလှူဒန်းကြရတာမျိုးလေးရှိပါတယ် သို့တော့ကျွန်တော်တို့ကကုချင်းစာစိတ်လေးလေးထည့်ပြီးတော့ကျွန်တော်တို့ဒီဘက်လက်ငင်းတွေ့ကြုံနေရတဲ့အခြေအနေတွေအခုငလျင်ပြေးပါဝင်မို့ဒီလိုကိစ္စမျိုးလေးတွေပါလဲဒါကျွန်တော်တို့တတ်နိုင်သမျှဖြည့်ဆွမ်းလှူဒန်းကြလေးရှိပါတယ်ဒါမျိုးကလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ဒလီတစ်ခုလည်းဖြစ်ပါတယ် ျန်ကြိုနေဖြစ်တယ်မိုးရီလည်းရွာနေတယ်အဲ့ကြားတွေကပဲဖျားပေါ်မှာတော့အခုလိုပဲအကုသကောင်းမှု ပြုတဲ့သူတွေရှိနေတာစီကားနေတာကအတော်လေးကိုကျဉ်းတဲ့ပီတိဖြစ်စရာမြင်ကွင်းဖြစ်ပါတယ်ဗျဒီမှာဆိုလဲဒါရှင်လောင်းနှဲ့နေကြတဲ့အဖွဲ့အများကြီးပဲကြာဒါကျွန်တော်တို့အခုတွေ့တဲ့လောက်ဆိုလို့ရှိရင်ဒါတော့ကျွန်တော်တို့ဟိုကင်ဟိုဟာမော်ကင်မရာတဲကိုကင်မရာနဲ့မရိုက်ဖြစ်တဲ့မှတ်တမ်းမတင်ဖြစ်တဲ့မြင်ကွင်းအချို့လည်းရှိနေပါသေးတယ်အခုဆိုရင်တော့မှဒါဒီမှာဒါအခုတော့မှကျွန်တော်တို့၃လေးဘွဲ့လောက်ရှိနေပြီနော် တင်ညာငါတော့ဗျာဘုရားဘောရောက်လို့ရှိရင်လေဘာပဲပြောပြောအနေနဲ့အများစိတ်ကတော့ဟိုတာမန်နဲ့မတူပဲကြည်လင်သွားတာမျိုးကတော့တေချာဘောက်ကိုရှိတယ်ဗျာအေဂျင့်သွားတဲ့အရာသာလေးတော့ရှိတာပဲဉာဏ်စင်ထားတဲ့အမှုပညာမြမဝါဉာဏ်စင်တဲ့အမှုပညာလို့ပြောရမှာပေါ့နော် ဒီကကတော့ဘူဘူအောင်ဖေးရဟိုကျွန်တော်တို့ဒီဒီနေရာမှာတလက်စာရဲလေးအတိပေးနေတာကကျွန်တော်တို့အောက်က description မှာထည့်ပေးထားပါတယ်ရွှေကုံစည်တော်မြတ်ကြီးပေါ်မှာထူးထူးခြားခြားဖူးလို့ရတဲ့နေရာတွေအတိတ်ထံပြုလို့ရတဲ့နေရာတွေအထူးခြားတဲ့ရုပ်ထုတွေထူးခြားတဲ့နေရာပေါင်းစုံနဲ့ပတ်သက်တဲ့ကျွန်တော်တို့မျှဝေထားမှုလေးရှိပါတယ်အဲ့ဒါပြီးခဲ့တဲ့နှစ်နှစ်လောက်တည်းကကျွန်တော်တို့မျှဝေထားမှုပါတယ်အကယ်လို့များအဲ့ဒါလေးကမကြည့်ရသေးလို့ရှင်ရင်တော့ရွှေကုံဖေးကိုအသေးစိတ်ဖူးခြင်းနဲ့တနေရာချင်းစီလိုက်ပြီးတော့သူ့မှာတက်ဆိုင်တဲ့တမိုင်းချောင်းနဲ့ထူးခြားတဲ့ ောင်းညာလေးတွေကိုလည်းသိကြတယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ description မှာ link လေးထည့်ပေးထားပါတယ်ဗျအဲ့ link ကနေတောင်းဝင်ကြည့်လို့ရှိရင်ခေါင်းစဉ်လေးလည်းရှိပါတယ်ကျွန်တော်၄ခုလောက်ရှိမယ်အဲ့ဒါလေးတွေကျွန်တော်ထည့်ပေးထားပါတယ်ဒါကရှုံးဆောင်ဈေးတော်ကိုအကြောင်းကြောင်းကြောင်းမရောက်ဖြစ်ခဲ့ရင်သို့တော်ရောက်ဖြစ်တော်လည်းအသေးစိတ်မဖူးဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဝင်ရောက်ဖူးမြော်နိုင်ဖို့အတွက်ကျွန်တော်တို့မျှဝေထားခြင်းဖြစ်ပါတယ်ဗျအဲ့ဒါ description မှာ link လေးတွေထည့်ပေးထားပါတယ်အဲ့ဒီ link တစ်ဆင့်တောင်းရောက်ကြည့်ရှုဖူးမြော်ကုသိုလ်ယူနိုင်ပါတယ်ဗျ ိုးမှာကအဖွဲလေးတစ်ဖွဲအဖေကအဖွဲလေးလည်းတော့မသိဘူးခလေးတငယ်တွေလည်းပါတယ်အဲလူငယ်လေးတွေလည်းပါတယ်ဗျဟိုဒီမှာလည်းဒါရှင်ပြရန်ကနောက်တစ်ဖွဲဒါကဟိုကနားပေါ့အာရွှေတကုံဘိုးဘိုးကြီးနားပေါ့ခုနမြင်ခွင့်ကလည်း ပန်းစီရီလေးတွေကလည်းဒီမှာကချူလာလာပြီးတော့လှူဒန်းကြလေးရှိတယ်ဗျမြန်မာစကားဖះသွားចောင်းတက်ဖို့ဆိုတဲ့စကားလုံးလေးကိုသတိရခြင်းစရာပါဟုတ်ကဲ့ကျွန်တော်တို့ကုသိုလ်ယူဖူးမျှော်ပြီးလို့ပြန်ပြီးဆင်းလာခဲ့ကြပါပြီဗျာ တော့လဲโอเคမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းအခုလာမဲ့အခုရောက်တဲ့နှစ်သက်ကနေစလို့ဘေးပြာဝေးကွာကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေကတ်ရောကတ်သုံးပါမှကင်ဝေးကြပါစေရန်သူမျိုး၅ပါးပြီးမှ င်ဝေးကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေပြည့်ရနေကင်းကြပါစေလို့ကျွန်တော်တို့တွေအားလုံးကဆုတောင်းမြတ်တာပို့တာပါတယ်ဗျာဒါကျွန်တော်တို့ဒီမြောက်ဖက်မုတ်ကနေပဲပြန်ပြီးဆင်းသက်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ညဝေးပေးမှုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ